အကျန်းဖက်စစ်တပ်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝင်မှုဆိုင်ရာဒေတာတွေကိုကြည့်နိုင်မဲ့အချက်လက်သင်ပုံပြည်သူ့တမနာမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကအကျန်းဖက်စစ်အုပ်စုကကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအစိုးလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်တွေအာရမစစ်သားစုဆောင်မှုဖြစ်စဉ်တွေနဲ့သက်ဆိုင်တဲ့အချက်လက်တွေကို အချိန်နဲ့မျှတပင်းညီလေးလာကိုးကားအသုံးပြုနိုင်မှုအတွက်အချက်လက်တင်မုံ data dashboard တွေကိုထုတ်ပြန်လိုက်ပါတယ်။ ဒီအချက်လက်သင်းမုံးတွေကို moh.nugmyanmar.org/data-dashboard မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ဒီအချက်လက်သင်းမုံးတွေမှာလူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်လက်တွေနဲ့စနစ်တကျကောက်ယူစုဆောင်ထားတဲ့အချက်လက်တွေကို အခြေခံပြီးတော့ကိန်းခန့်တွေကိုသူတေသနာပြုလုပ်ဖော်ပြထားတယ်လို့သိရပါတယ်။ ဒီချက်လက်တင်မုံတွေထဲမှာအကျန်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ချက်လက်တွေအနေနဲ့ဖြစ်စဉ်အရေအတွက်လေကြောင်းတိုက်ခိုက်ရာပြည်နယ်နဲ့တိုင်းတေဆုံးသူအရေအတွက်တေဆုံးသူတို့ရဲ့အသက်အရွယ်အပိုင်းခြားကြားမှလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ဘာသာရေးအဆောင်အရေအတွက်တွေကိုပါဖော်ပြထားပါတယ်။လက်ရှိအချက်လက်တင်မုံအရာ2023ခုနှစ်ဇန်နဝါရီ1ရက်နေ့ကနေ 2025ခုနှစ်မေလ12ရက်နေ့အထိအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ2696ခုရှိခဲ့ပြီးတော့ပြည်သူ343ဦးသေဆုံးက9223ဦးဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသူတွေထဲမှာအသက်16နှစ်အောက်ကလေးငယ်442ဦးပါဝင်ပြီးတော့ဒဏ်ရာရသူတွေထဲမှာကလေးငယ်996ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်။ဒါပြင်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်း240ကျောင်း ဆေးရုံစေကန်66ခုနဲ့ဘာသာရေးအဆောက်အုံ435ခုပျက်စီးဆုံးရှုံးခဲ့တယ်ဆိုတာတွေ့မြင်နိုင်ပါတယ်။အကြမ်းဖက်ဆေးရုံစုကကျူးလွန်ခဲ့တဲ့အစိုးလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေနဲ့ပတ်သက်ရင်လည်းဖြစ်စဉ်အရေးအတွက်တည်ဆုံးသူအရေးအတွက်ဖြစ်စဉ်တွေရဲ့နေရာဒေသတည်ဆုံးသူတွေရဲ့အသက်ပိုင်းခြားကြားမှစတာတွေကိုနှိမ့်လိုက်ကြည့်ရှုနိုင်မှု အချက်လက်သင်ပုံမှာဖော်ပြထားတယ်တွေ့ရပါတယ်။ လက်ရှိအချက်လက်တင်မကိုကြည့်မယ်ဆိုရင်အကျန်းဖက်စစ်တပ်ကအစုလိုက်ပြုံလိုက်တပ်ဖြတ်မှု388မှုကျူးလွန်ခဲ့ပြီးတော့အဲ့ဒီဖြစ်စဉ်တွေမှာတေဆုံးသူပေါင်း423ဦးရှိခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။အကျန်းဖက်စစ်တပ်ရဲ့အရမစစ်သားစုဆောင်းမှုနဲ့ပတ်သက်ရင်လည်းမတရားစုဆောင်းခံရသူတွေရဲ့အရေးအတွက်ကြားမှနဲ့အသက်ရွယ်တို့ကိုပါတိုင်းနဲ့ပြည်နယ်လိုက်ဖော်ပြထားပါတယ်။အချက်လက်တင်မတွေထဲမှာဖော်ပြထားတဲ့အချက်လက်တွေအရဆိုရင် အကြံဖက်ဆေးဥစွာအာနာသိမ့်ဖို့ကြိုးပမ်းခဲ့တယ်။2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဧပြီလအထိကောက်ယူရရှိထားတဲ့အချက်လက်တွေဖြစ်ပြီးတော့လစဉ်ပထမပတ်အတွင်းထပ်တိုးရရှိတဲ့အချက်လက်တွေကို update ပြုလုပ်ပြီးဖော်ပြပေးသွားမှာဖြစ်တယ်လို့ဆိုထားပါလေရှင်။